ူကလုံလိုက်တဲ့စက်ကူတစ်မျိုးကိုငွေလို့သတ်မှတ်ပြီးတော့ရောင်းဖို့ဝယ်ဖို့နေဖို့ထိုင်ဖို့တွေမှာလဲလှယ်စရာအဖြစ်သတ်မှတ်လိုက်ကြတော့အဲ့ဒီလူလုံစက်ကူတစ်မျိုးကြောင့်ပဲလူအချင်းချင်းပြန်တတ်ကြပြန်တယ်အချင်းသည်လူကိုမဆောင်ဘူးဆိုပေမဲ့လည်းစောင့်ကျင်စောင့်မစောင့်ကျင်နေလူဟာငွေနောက်တော့လိုက်หนีခဲ့ရတာပဲငွေနောက်လိုက်ရင်းနဲ့ပဲအချင်းတွေကိုဘာမှမသိလိုက်ကြဘူး မေတ္တာတရားဟာလူတွေအတွက်အလွန်လေးနဲ့တန်ဖိုးကြည့်တယ်လို့ဆိုပေမဲ့အဲ့ဒီမေတ္တာတရားထက်ငွေတွေက အချိန်စီးပြီးတော့လူတွေကမက်မောကြတယ်လူတွေရဲ့တန်ဖိုးနဲ့လူတွေရဲ့အစဉ်တန်းကိုစိတ်ကောင်းရှိမရှိမေတ္တာတရားများမများနဲ့တိုင်းတာကြရမှာဖြစ်ပေမဲ့လူအစဉ်တန်းကိုဆင်းအနီချင်းသေးအပြာတွေနဲ့တိုင်းတာတတ်မှတ်နေကြတာဟာလူငြိမ်းချမ်းမှုအတွက်တော့ မကောင်းတဲ့လက္ခဏာပါပဲလူတွေသေးတဲ့အခါဆင်းရဲသူဖြစ်ဖြစ်ချမ်းသာသူဖြစ်ဖြစ်6ပေ3ပေတွန်းထဲမှာအာလုံးအတူတူပါပဲဘယ်ငွေမှပါလာတာမှမဟုတ်ဘူးဆိုပြီးမြင်တဲ့အမြင်ကလည်းမှန်တဲ့အမြင်ကောင်းတဲ့အမြင်လို့ပြောနိုင်မှုခက်တယ်ငွေဆိုတာမသေးခင်အတွက်တော့လေကိုအေးမိသားစုအေးကိုနိုင်ငံကိုလူမျိုး ကိုဘာသာ ကိုသာသနာအရေးတွေမှာ သူဟာမပါမဖြစ်တန်ဖိုးကြည့်ပါလေငွေတွေချမ်းသာတဲ့တထေးတွေသိရင်လေစပ်ပြမုံလူချင်းတဲ့သူကလွဲရင်ဘသူမှမလိုက်ပါခြင်းညာဘူးဆိုတာကဆင်းရဲချမ်းသာငွေရှိမရှိကြောင်မဟုတ်ဘူးငွေကိုစီမံခံခွဲမှုမမှန်ပဲနဲ့ကိုယ့်အတွက်ပဲသုံးပြီးတော့ဝန်းကျင်ကိုကျေစုမပြုတ်ခဲ့လို့ဖြစ်တယ်အဲ့လိုဖြစ်တာဟာငွေကြောင့်မဟုတ်ဘူးငွေကိုပိုင်ဆိုင်သူ စီမံခံွက်သူလူကြောင့်သာဖြစ်တယ်။လူတွေကိုယ်တိုင်ပတ်ဆံကိုကိုင်းထားပေမဲ့လူတွေကိုယ်တိုင်ကလည်းပတ်ဆံရဲ့လက်ဖွာထဲမှာပတ်ဆံရဲ့ကိုင်းထားခြင်းကိုတချို့လူတွေခံနေရတယ်။ငွေကိုကိုင်းနိုင်အောင်ပဲကြိုးစားပါ။ငွေကကိုင်းတာကိုမခံရပါစေနဲ့။လူတွေကငွေကိုကိုင်းထားနိုင်တာကောင်းပေမဲ့ငွေကလူကိုအကိုင်းခံထားရတာဆိုရင်တော့မကောင်းဘူး။ငွေကိုလူကခိုင်းနိုင်တာကောင်းပေမဲ့ ငွေကလူကိုအခိုင်းခံရပြီဆိုရင်တော့လေမကောင်းဘူးလူကငွေကိုတက်နေထားနိုင်တာကောင်းပေမဲ့လူကငွေကိုဥထိတ်ပန်ခေါင်းပေါ်ရွက်ထားရတာဆိုရင်တော့လေမကောင်းဘူးတချို့ကငွေရှိမှလူရဝနဲ့လို့ထင်တတ်ကြတာတော့ရှိပါတယ်အဲ့ဒါမဟုတ်ပါဘူးငွေရဝနာနဲ့လူရဝနာခွဲမမြင်မိကြလို့ပါတကယ်တော့လူသီးသီးမှလူရဝန်တာပါ ငွေရှိလို့ဝင်တာကလူယာဝင်တာမဟုတ်ဘူးငွေယာဝင်တာပဲငွေယာဝင်တာကအကန့်အသတ်ရှိနိုင်တယ်လူယာဝင်တာကတော့အကန့်အသတ်မရှိနိုင်ပါဘူးလူတွေလှုပ်လိုက်တဲ့ငွေဆိုတဲ့စက်ကူတွေနဲ့လူအသက်တွေကဲနိုင်အောင်လှုပ်ပါလူတွေလှုပ်လိုက်တဲ့ငွေစက်ကူရွက်တွေကြောင့်လူတွေတပ်ဖြတ်သိကြီးနေကြရင်မကောင်းဘူးလူတွေလှုပ်ထားတဲ့ငွေဆိုတဲ့စက်ကူတွေနဲ့လူငင်းချမ်းရေးတွေရအောင်လှုပ်ပါ ူတွေလှုပ်ထားတဲ့ငွေဆိုတဲ့စက်ကူတွေကြောင့်လူသားတွေရဲ့ငင်းချမ်းကြီးတွေပြက်အောင်မလုပ်ပါနဲ့လူတွေလှုပ်ထားတဲ့ငွေဆိုတဲ့စက်ကူတွေကြောင့်လူကောင်းကျိုးလောကကောင်းကျိုးတွေတိုးပွားအောင်လုပ်ပါငွေဆိုတဲ့စက်ကူတွေကြောင့်လူကောင်းကျိုးလောကကောင်းကျိုးတွေပျက်စီးအောင်မလုပ်ပါနဲ့နောက်ဆုံးညီကုန်းကျုပ်ပြောချင်တာကတော့တက်မဲ့ဖြစ်တဲ့လူလှုပ်တဲ့ဆက်ကူဆိုတဲ့ငွေရှိခြင်းမရှိခြင်းကို ကောင်းနေဆိုတယ်လို့မြင်နေပုံမဟုတ်ပါဘူး ဲ့ဒီငွေကတက်မယ်ပါအဲ့ဒီငွေနဲ့ဆက်ဆက်နေတဲ့လူတွေရဲ့အတ္တိတရားကသာ ကောင်းခြင်းဆိုးခြင်းကိုဖန်တီးနိုင်တာဖြစ်လို့ငွေအထက်လူကတန်ဖိုးများစွာရှိပါတယ်ဒါကြောင့်တန်ဖိုးရှိတဲ့လူဖြစ်ဖို့အတွက်အတ္တိရှိတဲ့လူဖြစ်အောင်ကြိုးစားပါလို့ပဲပြောကြရင်ဒီကုံချုပ်ချင်ပါအလုံးအလုံးအတိလဲများစီးပွားလဲချသာနိုင်ကြပါစေ။